အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်အနေနဲ့ Trade in Myanmar ဆိုတဲ့ခေါင်းစဉ်ရောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့မြင်ကွင်းအကြောင်းအရာတွေကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲ့ဒီအထဲမှာမှဒီဖြတ်ကနေများဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရင်ရောက်ရှိတဲ့ဒေသရဲ့ ရှင်ချင်းမှုဒလေထုံးတန်းကိုကိုွယ်ယုံကြည်မှုဆိုင်ရာပွဲတော်မြင်ကွင်းတွေကိုမျှဝေနေတဲ့အစီအစဉ်ဖြစ်ပါတယ်။အဲ့ဒီထဲမှာမှဒီပြက်ကနေမြင်ကွင်းများအပိုင်း30ခွန်ကရှမ်းပြည်တောင်ပိုင်းရဲ့တစောင်းတိုင်းကာလမြင်ကွင်းတွေကိုမျှဝေတဲ့အစီအစဉ်ဖြစ်ပြီးတော့အခုဒီအပိုင်း30ခွန်ရဲ့အပိုင်း5ကတော့ဒါကကလောမီရှော်တိုင်းပွဲကပြိုင်ပွဲဝင်နေတဲ့ခဲကစောင်းပိုးမီရဲ့တီတွင်ဖန်တီးထားတဲ့အန်ဟောစရာအလှပမြင်ကွင်းတွေကိုမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျာ။ မိဇော်ရိုင်းရဲ့ထုံးစံအတိုင်းပဲနောက်ပိုင်းကိုရောက်လေပေါ်ပြီးကြည့်လို့ကောင်းလေမိဆရာတွေရမ်းဆရာတွေရဲ့တီထွင်ဖန်တီးမှုတွေကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်ဗျကူကဒါကကျွန်တော်တို့လာရင်နာ ဒီနှစ်တော့ရာသီဥတုကလေကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ဒီလောက်အဲမအေးဘူးလို့ခံစားရတယ်ဗျာပြီးခဲ့တဲ့နှစ်တွေကတော့အဲပြီးခဲ့တဲ့နှစ်နှစ်ပေါ့အဲ့နှစ်တွေကတော့ကတော့ဒီတဲ့ဒီနှစ်တော့ပုံကြီးနည်းနည်းလေးအေးအေးပိုတယ်လို့ခံစားရပါတယ်ဒီနှစ်ကတော့အဲ့နှစ်တွေလောက်မအေးသလိုမျိုးတော့တွေ့ရတယ်ဗျာလူတွေများနေတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်တီဗီရှိမှာဟာတို့လားတီဗီရှိမှာ ပွက်ကင်းစီသွားမယ်မတော်ခင်ထုံးစံတိုင်းပိုင်နေနေလေးဖြည့်လိုက်မယ်မုန်တီတုံးနဲ့အကြော်နဲ့အများကြီးပဲဆိုင်နေရတခုကောင်းတဲ့ဆိုင်နေရလေဒီဘက်ဝင်းထဲကိုရွှေ့ပလိုက်တဲ့ခါကျတော့လမ်းတော့သွားလာတာနည်းနည်းခြေသွားတာပေါ့โอเคဒါကစောင်းပုံမီဖြစ်ပါတယ်ဗျဒီဘက်ဟိုလေး ဒီမှာအခုကျွန်တော်တို့အခုအစီအစဉ်ချိန်ညာနေရတဲ့သူရှိပါတယ်သူကလည်းသတိပေးထားတာရှိပါတယ်ဘာလို့လဲဆိုတော့တကြီးရွယ်တွေပါရင်သုံးဖို့ကလေးငယ်တွေပါလို့ရှိရင်တော့ထိုက်တဲ့အကွာဝေးတစ်ခုကနေအေးအေးချမ်းချမ်းကြည့်လို့ရတဲ့နေရာတွေရှိပါတယ်အဲ့လိုနေရာမျိုးကနေကြည့်တာပိုအဆင်ပြေပါတယ်ဒီအနီးနားကကြည့်ရတဲ့လူတွေဘုကတော့အရှောင်တိတ်တက်ရတဲ့သတိထားရတဲ့အတွေ့အကြုံရှိရတယ်ဒါမျိုးလေးဆိုရင်ပိုအဆင်ပြေပါတယ်ဗျကျွန်တော်တို့ simple အခုဒါကတော့ဒီစောင်းပုံမီစင်ထားတဲ့ပုံစံလေးသူကဒီလိုအမြင်အပြည့်ကြည့်လိုက်လို့ရှိရင်တော့ကျွန်တော်တို့အခြားအဟိုပါဘောမီရှော့တိုင်းနေတဲ့ဆိုင်ရဲ့ငငယ်တိုးတလူလူခံစားရတယ်တိုးတော့အဓိကကတော့ပညာပေါ့ဒါသူ့ရဲ့ရန်ကျိုးပြိုင်ပွဲဖြစ်တဲ့အတွက်ပြိုင်ပွဲတစ်ခုရဲ့ရတ္တပြင်ဖို့အတွက်တုတ်တက်ကအပြိုင်အဆိုင်ကောင်းမွန်အောင် စိတ်ဝင်စားစရာဖြစ်အောင်ပြုလုပ်ကြလေးရှိကြပါတယ်။ဟိုးဒါဒါကပထမအဦးဆုံးသူ့ရဲ့ဆွဲဆောင်မှုပဲ။ဘာဖြစ်လို့လဲဆိုတော့ရန်ကျိုးတော်တော်များများသည်သူကအချိန်ဖြည်းဖြည်းချင်းပဲသူကတက်သွားကြတာ။အချို့တွေဆိုလို့ရှိရင်7မိနစ်လောက်ဒီဆောင်ရတာမျိုးသူကတော့ဒိုင်းထဲဆိုပုံတန်းတက်သွားတာ။အဲ့ကြောင့်မို့သူကရန်ကျိုးအောက်ကနေပဲရှို့တာ။ โอเคตัวดีมิช่อไนนี่ก็ทุ่งสันได้มั้ยเราซัดดีหลูบ่ตําปูอัตตจกะซ่าดาลีดิเพียๆจีนอ่ะณีပြီးတော့စိတ်ဝင်စားစရာလေးဖြစ်လာมั้ยပြီးတော့ပြန်ငြိမ်သွားมั้ยပြီးတော့လို့ရှိရင်ဟိုးအပေါ်ကိုရောက်လာတာနဲ့အများစိတ်ဝင်စားစရာကောင်းလာมั้ยနောက်ဆုံးနာရောက်လာတဲ့အချိန်ကျလို့ရှိရင်သူတို့ရဲ့ပညာကုန်ထုတ်သုံးပြီးတော့အဲ့ဒီဖန်ဒီမှုအပြည့်အစုံကိုရှားတမြောက်ခံစားရတာမျိုးပါအခုကျွန်တော်တို့ တောင်ကြီးမီးပုံပြန်ဆိုလို့ရှိရင်လေအဲ့တောင်ကြီးမီးပုံပြန်မှာအာပြောနေတဲ့ပုံကိုတယောက်ရှိပါတယ်ဒါသူကကျွန်တော်တို့ပို့ပြီးတော့အာပွဲကိုရက်သားမြောက်စေတယ်ဗောသူရဲ့ပြောတွေကအဲ့ဒီလိုပဲကျွန်တော်တို့ဒီမီးရှော်တိုင်းမှာလည်းအခုပြောနေတဲ့ပုံကဒီအကြောင်းညာကိုတော်လေးနှက်နှက်ဆက်ဆက်တိပြီးတော့အဲသူရဲ့အပြောဆိုကလည်းဒီပွဲကိုပို့ပြီးရက်သားမြောက်စေပါတယ်ဗျာ စားစားနေပြီရန်တွေကစားနေပြီကျွန်တော်တို့ဒီမှာကတော့ဒီဘိုင်းမှာကတော့ဒီခုနရန်မီးတွေရဲ့အလှဖန်တီးမှုတွေကိုမျှဝေတော့မှဖြစ်တယ်လို့ဒီလိုပွဲမျိုးကိုကြည့်လို့ရှိရင်အနည်းကကြည့်မယ်ဆိုလို့ရှိရင်ဘလူတွေတော့တည်ထားဖို့လိုတယ်ဘလူတွေရှောင်ကြတင်းကြတယ်ဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့ပေါင်းဆက်မျှဝေတော့မှာပါဗျာအလေးတန်းလေးတွေတရားတွေမြင်ရတာအမျိုးပါပဲတခြားပြည်ကြီးနေနေမြင် အစာပိုင်းလေးဆိုတော့ညင်ညင်တတားလေးပဲတွားနေတယ်မီးဖန်နီးထားပုံလေးကဒီ transcendent ပုံပေါ့အပြာရောင်းလို့ပြီစလာပြီဒီဟာရီကခေါ်လေးရှိတယ်ဗျအခုဒီပုတ်ကိုပြောနေတာလေကျွန်တော်တို့တော့အဲ့ဒီခေါ်လေးတွေကသိမသိလို့ပြောရင်လည်းမှားတော့မှာဆိုလို့သူပြောတာလေးပဲနားထောင်တာပေါ့ဟိုးစာရီစာရီစာရီဒါသူက first attraction ပေါ့ ဒီမှာကြည့်အောက်ကကြည့်တဲ့လူတွေကဒီလိုမျိုးဒီခုနရုပ်ဘူးရှူးတွေမီးရှူးလို့ခေါ်တာအဲ့လိုဟာတွေကဒီဘက်ကိုထွက်လာတဲ့တဲ့သူကထွက်လာလို့ရှိရင်ရှောင်းတိန်တော့လောက်ရတယ်နော်ကျွန်တော်တို့ပထမဆုံးနှစ်ကဆိုလို့ရှိရင်နည်းနည်းပါးပါဟိုတိတ်မကျွမ်းကျင်သေးတဲ့အခါကျတော့ဒါသတိထားရတာပေါ့ဟိုအသေးအသေးလိုက်ရှောင်းနေရတယ်နောက်ကျတော့နောက်နေ့တွေကျတော့ဒီကနည်းနည်းလေးတော့နှက်သွားပြီဟိုအဲ့ဒီခေါက်ကဆိုလို့ရှိရင်ကျွန်တော်ဆိုင်ကစီအုပ်ထုတ်တွေပါဆွတ်ထားတာဆိုင်ကစီအုပ်ထုတ်ဆွတ်သွားတယ်အင်ဂျီထူတွေနဲ့အချွတ်လက်တဲ့ချက်ကင်းနဲ့ဆိုတဲ့အခါကျတော့အနေရမရှိဘူးပေါ့အနေရမရှိဘူးပေါ့ တတိတော့ထားရတယ်သူကဒီလိုမျိုးထွက်လာနေတာပါလေကိုကိုမကကိုလာရင်လည်းကိုကကိုဆောင်ရတာလည်းကြည့်ပြီးတော့ဒီမှာကြည့်ဒူလာအောက်ကချိနေတဲ့ပုံကိုဒီမှာကြည့်တတိနဲ့နေရတာပဲသူကအဲဒီလိုလာတဲ့တယ်အဲ့လိုလာရလို့ရှောင်ရတယ်အဲ့လိုရှောင်ရတယ်အဓိကမျက်နှာတွေပါလေမထီးဖို့ပဲကိုအသားလွတ်နေတဲ့နေရာတွေထိလို့ရှိရင်တော့နည်းနည်းပြဿနာရှိတယ်ဟိုအဲ့မှာစေကံလည်းရှိတယ်သူကဖြစ်လို့ရှိရင်တော့ချက်ချင်းလာပြဖို့စေကံလည်းလုပ်ပေးထားတယ်အဲဒါပေမဲ့တတိကြီးကြီးထားပြီးတော့ရှောင်တဲ့တိမ့်တဲ့ရင်တော့ရတယ်ပေါ့ ဒီဒီပွဲရဲ့ရတာတစ်ခုကလည်းအဲ့ဒါပဲအဲ့လိုမျိုးအပွဲလိုက်ရှောင်းကြတင်းကြအဲ့လိုခုံကြပေါက်ကြအော်ကြဟစ်ကြလည်းအဲ့ဒါပျော်စရာတစ်ခုပဲပေါ့ဒါကဒီပွဲကတီးခြားပေးတဲ့ရတာတစ်ခုပေါ့ဟာဒီမှာတက်လာအာဒီဒါဒါရေးဆိုလဲဒါအတူပညာခန်းနေပညာခန်းနေဒီမှာအဲဒီလိုရှောင်းတင်းနေရှိရတယ် အင်ဂျီထူထားရမယ်ခေါင်းစွရှိရမယ်ပြီးသားလို့ရှိရင်တချို့ဆိုတပတ်တွေပါတယ်တပတ်နဲ့အုပ်ခြုံထားတာမျိုးတပတ်နဲ့ရမ်းပြစ်တာမျိုးဒါမျိုးတွေ အေးချမ်းချမ်းကြည့်ချင်ရင်သူ့အကွာအဝေးတစ်ခုရှိတယ်အဲ့ဒီကနေပြီးတော့အေးချမ်းချမ်းကြည့်လို့ရတယ်ဒါအေးစိထိုင်ကြည့်ရတဲ့မိသားစုလိုက်တယ်အဲ့လိုမပဲအခုဒီနောက်ဝင်းရင်ကကြည့်ရင်တော့ခုနပြောသလိုအရှောင်းဒိတ်တက်ရမယ်သတိကြီးကြီးထားရမယ်လုံလောက်တဲ့အကာအကွယ်လေးတွေတော့ရှိနေရမယ်ဗျအဲ့ဒါလေးတော့သတိထားဖို့လိုပါတယ်ပျော်ပျော်ရွှင်ရွှင်နဲ့အဲဒီလိုမျိုးအရှောင်းဒိတ်လေးတွေနဲ့အဲ့လို adventure feeling လေးတွေဒီလိုပျော်စရာ feeling လေးတွေလိုရင်တော့ဒီနောက်ကြည့်မိုက်လေး ီလိုမျိုးကြာနော်ဒီလိုမျိုးကြာအဲ့ဒါလေးရသေးတယ်မအင်းကြီးနဲ့အုပ်ထားကြတာတွေ့တာအချို့အဲဒီလိုဒီအဲ့ဒါကိုပျော်စရာပဲဒီမှာအဲ့လိုရှောင်းကြတင်းကြရတာကိုပျော်ကြတာရှိ တွေ့လားအရှောင်းဆုံးနေမှာပါတာဟိုအကောင်လေးလွန်းလွန်းလွန်းသွားနေတယ်လို့ပဲတွေ့လားဟိုးဒီလိုကြီးဒီလိုကြီးဟာဒါရှမ်းဆရာတယောက်နဲ့တယောက်မီးဆရာတယောက်နဲ့တယောက်မတူကြတာပေါ့ညံကုံမျိုးပုံလေးတီတွင်ဖန်ဒီပုံတီတွင်ဖန်ဒီပုံလေးရဲ့ဒါမြင်ကွင်းတွေကိုကြည့်ရတာရတ်တမြောက်တယ်ဗျာအာဒီလိုလေးလာโอ้นะเซ็นบะดองยောက်ซะเลยดิล่ะกูน่ะเปียวๆနေเลยลูซี่ ဒီမှာဒီကိုအတန်းလိုက်ညောင်ရတာဒီမှာကျော်တယ်လားအန်ဒီရီပြောတယ်နော်အန်ဒီရီပြောတယ်စင်မွန်လူကလည်းဒါကိုအမြဲတမ်းသတိပေးပါတယ် ဟိုမတက်လားဒါမှကြောက်မိုက်တယ်နော်ကျွန်တော်တို့ဟိုပါပေါ့ရေတကုံလို့ပြောရမလားရေတကုံကြနေတယ်လို့မျိုးဒါတော့မီးတကုံပြတ်သွားမလားဒီလိုပြောရမယ်ထင်တယ်။ तू ကလုံးဝအဲ့ဒီရန်စက်ပုံစက်နေရတော့ကိုညံကိုမြူးရင်ကိုမြူးတယ်လို့ပဲကြာဒီမှာကြည့်ဒီမှာကြည့်ဒီမှာတက်လားကျွန်တော်အချွတ်မြင်ကွင်းလေးတွေကိုကျွန်တော်တို့ကနှစ်ချိန်သုံးချိန်ရက်ကူးထားတာလေးတွေကိုပြန်လဲမျှဝေတာဖြစ်ပါတယ်ဗျ။ပို့ပြီးတော့တည်ချာချာကြည့်လို့ရအောင်လေတွေ့လား။လုံးဝအလှအလှတွေ တော့နောက်တစ်ခုသတိထားရတာလေအဲ့ဒီကိုနဲ့ဟိုပြုတ်ကျတဲ့တပစ္စည်းတွေပေါ့အဲ့မှာဆိုဖြစ်တတ်တယ်မှနိုင်ငံသားကတ်တို့ကားတော်တို့တက်ခုကန်းတော်တို့အာပြီးသွားလို့ရှိရင်ဟိုဖုန်းတို့စသဖြင့်အဲ့လိုပစ္စည်းတွေပြုတ်ကျတတ်တယ်ပြုတ်ကျအဲ့ခုနလိုမျိုးရှောင်းကြတိန်းကြခုံကြပြေးကြနှွားကြလုပ်တဲ့ခါမျိုးကြလေအဲ့ဒါလေးလည်းသတိတော့ထားရပါတယ်ဗျအဲ့ဒါမှတော့ဒေါ်ကြလို့ကြိုက်တာမကြီးမကြီး သူတော့ကလေးကိုကြည့်အဲဒီကြောက်လဲကြောက်တယ်ဒီလိုမျိုးကလည်းသူကသူကလှုပ်ချင်နေတာကြောက်ကြည့်အဲကျွန်တော်အစားဆုံးရရမှာအားနာလို့ဗျသူတို့တာဝါနှစ်ယောက်ကတည်ကြည်ဖို့ကောင်းတယ်ကြော်စရာလေးပေါ့လုံးဝလုံးလုံးလုံးနဲ့အဲ့တော့ရပုံစံလေးပြီးတော့ရောင်စုံနေကျွန်တော်တို့ဒီဟိုဟာအစားလေး ကင်မရာတွေမှာကျတော့နည်းနည်းလေးတချို့ကင်မရာတွေမှာကဟိုကာလာစုံမပြနိုင်တဲ့အခက်အခဲလေးအချို့ရှိပါတယ်ဗျ။ဒီလိုဆက်နေပဲကျွန်တော်တို့ဒီအပိုင်းကျမှအဓိက main camera တစ်ခုကလည်းနည်းနည်းလေး error တက်နေတော့လေဟိုးလောကြီးဒါလေးလားဒါဆောင်းတင်းဆောင်းတင်းနေ တောင်ကြီးမိဘုံမြန်ကရတတမျိုးပေးတယ်လို့ဒီကလောင်းမိလျှော်တိုင်းကလည်းသူကရတတမျိုးပေးတယ်ဗျဒီမှာကြည့်ကောင်းသူကသူ့ရဲ့ရန်တိုင်လေးကတိုးတိုးထင်ရပေမဲ့သူ့ရဲ့ဖန်တီးမှုတွေကလည်းအတော်လေးတော့ဟိုစိတ်ဝင်စားစရာတွေပါတယ်ဗျ။ ထားတယ်လားဒီလိုဒီလို stand by နေနေဒီလိုမကာွယ်နေနေဘုံမှာဆိုတန်းလိုက်တွေ့လားရထားတွေရထားတွေဒီပါဒီပါဒီပါတကတော့ဂူဒီဆောင်ဖို့မိကိုအပေးနေတဲ့အဖွဲ့သူတို့တော့မှခလန်းလန်းနေပဲတီးကြတာကြာ ော့ရောင်စုံလေးကြီးသူကဒီရန်နေဒီရန်စင်ကနေပြီးတော့ထွက်လာတဲ့ပုံစံလေးတွေကတစ်မျိုးနဲ့တစ်မျိုးမတူဘူးအဲပြီးတော့အရောင်တွေတစ်ခုနဲ့တစ်ခုမတူဘူးအဲ့ဒါသူ့ရဲ့အဓိကဆွဲဆောင်မှုတွေပဲသူစီလက်သွားတယ်သူစီသွားပုံရတယ်ရောင်စိုးရတဲ့ဘက်ကမှခိုင်

ောင်းတယ်သူအဲ့တော်တဲ့ပုံစံလေးတွေကတွေ့လားအဲ့ဒါလေးကြီးကကိုယ်ရန်ဆက်ကြတာရန်ဆက်ကြတာကြာသူတို့တွေဒါလည်းတကယ်တော့ဟိုအသက်နဲ့ရင်းရတယ်လို့ပြောရမှာဗျာတချို့အတိန်ဆောင်အမှားယွင်းနေကြောင်းမလို့ဟိုဆုံရှုံမှုတွေထိခိုက်မှုတွေကရှိတတ်တာပေါ့သူရန်ဆက်နေတဲ့အချိန်မှာလေဒီလိုပွဲမှာကတော့ဒါကော့ကိုကိုကုနာပြောသလိုတတိကြီးကြီးထားမယ်အနီးကကြည့်လို့ရှိရင်ပြီးသွားလို့ရှိရင်လိုအပ်တဲ့အကာအကွယ်လုံလုံချုံချုံရှိနေမယ်ဆိုလို့ရှိရင်တော့ဒါကဟို တအားအနေနဲ့မရှိလာဘူးပေါ့အဲ့လိုမှမဟုတ်လို့ရှင်တော့ခိုက်တဲ့နဲ့အကွာဝေးတစ်ခုကလည်းအေးချမ်းကြည့်တာအကောင်းဆုံးပါဟုတ်ဒါစတုတ်ဂျိုးလို့ပြောတယ်အခုနဟိုဘက်ကပြောနေတာဒါကိုစတုတ်ဂျိုးလို့ခေါ်တယ်တဲ့ဒီတင်းစတူလာကျွန်တော်ကခုနပြောသလိုဟိုရေတခွန်ကြတယ်လို့မျိုးဒါမီးတခွန်ကြတာဒီလိုမျိုးလေးဟော ပြန်ပြမယ်အဲ့အောင်ပြီးရင်ပြန်ပြမယ်ကျွန်တော်အခြားရိုက်ထားတာတစ်ခုနဲ့ဟုတ်ကဲ့ဒါကခုနကဟိုဘာလဲခုနမီဟိုမီမီကြာနေတာလေခုနအတုံးတော့အောင်မေ့ပါဗျဟိုပုဂ္ဂိုလ်ပြောနေတာဒါပြီးဒီမှာစထွက်ပြီး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 ဟိုကေဒီမှာကြည့်ဒီလိုမျိုးပတ်ပြီးနေတာတွေ့လားအဲ့လိုမျိုးဖြစ်အောင်ရန်လုံးဆက်ထားနိုင်တဲ့ပညာတွေကတော့တကယ်ကြီးကျူးစရာတွေပဲဟိုးဒီမှာကြည့်ဒီမှာတွေ့လားအဲ့လိုမျိုးပတ်ပြီးနေတာတွေဟိုးအိုး ဟိုးဒီလားသူအဲ့လိုပဲသူကဒီနောက်ဆုံးပြီးကန်ဒီပိုင်းရောက်လာလေသူတို့ပညာကုန်ထုတ်သုံးနေဆိုတာမျိုးတွေလीဟိုးမတူတာပတ်ပြင်းနေပတ်ပြင်းနေရတယ်ဟာโอ้ทีนี้เราเนี่ยเดี๋ยวเราตัว56บาทปัดนี่ล่ะเดี๋ยวโอ้โอ้โอ้ ကြည်ုံတယ်ဘလောက်နားမယ်လို့ဟိုဟိုရောင်စုံရောတောင်းပန်သွားနေအမျိုးမျိုးတွေရောနဲ့ဟိုခေါ်ဝါခေါ်ဝါရီရတူပြောတဲ့အတိုင်းမကျောင်းလည်းမသိဘူးတော်လာပါတယ်ခင်ဗျာโอ้ชาญยี 哦哦哦，相机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 嘞，哎，哎。တော်တော်ကြာတယ်ဒီလားဒီဒီချီပြီးသမျှတွေမှာတော့ဒါလေးလည်းတော်တော်သဘောကြာတယ်သူ့ရဲ့ဖန်တီးမှုလေးတွေရာလေဟို ဟိုကျွန်တော်တို့မကြည့်မိတာတွေလည်းရှိပါလိမ့်မယ်ဒါကျွန်တော်တို့ကြည့်မိတဲ့အထက်ကကျွန်တော်တို့သဘောကျတာကိုပြောတာပါဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီနောက်ဆုံးနေ့ဖြစ်တဲ့ဆယ်ရက်နေ့ကိုကျွန်တော်တို့မျှဝေနိုင်တော့မျှဝေဖို့ကြိုးစားကြည့်ပါမယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုကြီးစုပေးနေတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ